ူတို့အပြစ်ခက်ရက်စေးကြီးပြောထားပြီမဲ့တကယ်တကယ်ကြလေကြောင်းတက်ခဲမှုကရက်မနေတရက်ကလေးမှရက်မနေပဲနဲ့ကျွန်တော်တို့ပြည်သူတွေကဒီစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကိုကျွန်တော်တို့အများကြီးခံစားနေရတာဖြစ်တယ်တော့အဲငလင်ဖြစ်တဲ့ပုံမှာငလင်ကိစ္စပုံမှာလည်းစေခနာမမှန်ဘူးအဲအပြစ်ခက်ရက်စေးကြီးလို့ပြောပြီးလေကြောင်းတက်ခဲမှုတော့ရှောက်လုံနေတဲ့ဒီစစ်ကောင်စီရဲ့လောက်ရက်တွေကြောက်မယ်ကျွန်တော်တို့ပြည်သူလူထုကဟာ ဆရာနာရှင်ပါဘောအာနာရှင်စနစ်ပြတုံးယူသွားမယ်ဆိုတဲ့တန်ဋိဌာန်ပူခိုင်မာလာတယ်ဆရာကတော့ရအောင်လို့အနေနဲ့ကလည်းဒီရက်ငင်းနဲ့ပတ်ပတ်ပြီးတော့ဘောနော်ဘယ်လိုလှုပ်ရှားမှုတွေရှိနေလဲလက်ရှိအချိန်မှာရော ပြည်သူလူထုကဘယ်လိုအခြေအနေမျိုးတွေကိုရင်ဆိုင်နေရလဲရှင်အဲကျွန်တော်တို့ကတော့ဗောလေအေဘယ်လာတည့်ရက်နေတဲ့ကဗောလေကျွန်တော်တို့ဒီ ဒီစကိုင်းဖိုရမ်ပေါ့လေတတိယကျင်းစကိုင်းဖိုရမ်ပေါ့လေကျွန်တော်တို့အဲ့ဒီရတိုင်းမှာတစ်ဆင့်ကျွန်တော်တို့ဒီ ERTS ပေါ့နော် Aqua Response T for စကိုင်း Federal Unit ကိုဖွဲ့စည်းဖွဲ့စည်းခဲ့တယ်ပေါ့လေအဲ့ဒီငလျင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဟိုဖွဲ့စည်းကြမယ်ဆိုရယ် decision ဒီဖိုရမ်ကနိုင်ကြခဲ့တာပေါ့အဲဒီဒီလိုမျိုးအဲကျွန်တော်တို့ဒီဖွဲ့စည်းမယ်ဆိုတော့ကျွန်တော်တို့ဒီ April 10ရက်နေ့မှာတရက်နေ့နှစ်ရက်နေ့ကြာရင်ကျွန်တော်တို့ဒီ ERDF ကိုဖွဲ့စည်းကြအောင်ပေါ့ကြေညာရတယ်ပေါ့ ဆိုတော့ ERTM မှာကဒီ Sky Federal Unit လွှတ်တော်နဲ့ဒီ Sky Forum Federation ကပူးပေါင်းပြီးကမှာဒီဒီ institution တစ်ခုပူးပေါင်းပြီးတော့ကျွန်တော်တို့ဖွဲ့စည်းလိုက်တာဖြစ်တယ်။အဲ AB နှစ်ရက်နေမှာကျွန်တော်တို့ကြီးညာခဲ့တယ်။အဲအဲ့လိုဖွဲ့စည်းကြောင်းကြီးညာခဲ့တယ်ပေါ့။အဲကြီးညာပြီးတော့ကျွန်တော်တို့ဒီအဲပြည်တွင်းပြည်ပကအလူရှင်တွေရဲ့ဒီအလူငွေတွေအဲပစ္စည်းအလူငွေငွေလူငွေပေါ့လေထောက်ပံ့ငွေ ကုညီငွေတွေကိုကျွန်တော်တို့လက်ခံတယ်အဲလက်ခံပြီးတော့ကျွန်တော်တို့ကအဓိက ဒီစကိုင်းမြို့နယ်ကအထိကိုက်ပျက်စီးဆုံးဖြစ်တယ်ပေါ့လေဆိုတော့ဒီစကိုင်းမြို့နယ်ဝက်လက်ရွှေဘူပေါ့အာဒီထိဆက်ကအဲစကိုင်းနယ်မြို့နယ်ထိဆက်ထဲမှာပူပြီးပျက်စီးထက်ပြီးတော့ဒီပျက်စီးတာကရွှေဘူတို့ဝက်လက်တို့အပူများတယ်ပေါ့နော်အဲဒီမြို့နယ်တွေကိုကျွန်တော်တို့ကဒီ ERTS ERTS Facebook page ကတိုင်းဒီလူတန်းလာတဲ့ကူညီလာတဲ့ပေါ့နော်ပြည်သူပြည်တွင်းပြည်ပကူညီလာတဲ့ဒီငွေကြေးတွေကိုကျွန်တော်တို့တွားရကူညီထောက်ပံ့တာတွေရှိတယ်အဲပစ္စည်းတွေပေါ့လေ အဲဒီလူလူတွေအရေးပေါ်လိုအပ်မဲ့အဲရေတန့်ဆက်ရေတန့်ဆက်လေးတွေကစပေါ့နော်အဲတခြားကျွန်တော်တို့ဒီပြန်လည်ထူထောင်ရေးအတွက်ပါလိုအပ်မယ်လို့ရှိအဲအဲကျွန်တော်တို့ယူဆတဲ့ဒီစတင်ချောင်းဆောင်တွေပြိုသွားတာရှိတယ်ပေါ့နော်အနေဒီဒီမြို့နယ်တွေမှာအဲဆိုတော့အဲဒီစတင်ချောင်းဆောင်တွေကိုကျွန်တော်တို့ပြန်လည်အဲပြန်လည်တိဆောက်ဖို့အတွက်ဒီလူရှင်တွေကလူတဲ့ငွေကြီးတွေနဲ့ပြန်ပြီးတော့ထောက်ပံ့ထားတာရှိတယ်ပေါ့အဲ အများကြီးကတော့ကျွန်တော်တို့ဒီအချင်းနေလုံုံကြီးအချင်းနေရရအသေးစိတ်ကတော့ပြောဖို့တော့ခက်တယ်ပေါ့လေအဲကျွန်တော်တို့ဒီမြေပြင်မှာကျွန်တော်တို့ရဲ့မှဒီ ERTS member တွေကအဲမြေပြင်မှာသွားပြီးကူညီနေတာတွေရှိတယ်အဲတောက်လျှောက်ဖွဲ့စည်းပြီးတော့ကျွန်တော်တို့ဒီလူလူကထောက်ပံ့တဲ့အလူငွေတွေပစ္စည်းတွေကိုကျွန်တော်တို့ manage လုပ်ပြီးတော့ကျွန်တော်တို့ရဲ့ရဲဘော်တွေကမြေပြင်မှာနေစဉ်ရက်ဆက်သွားရောက်ကူညီနေပါတယ်အဲဆိုတော့ကျွန်တော်တို့ဒီ ERTS မှာကအဲဒီ Sky Forum Federation က member တွေပါမယ်အဲဒီ စကိုင်းဖရယ်ယူနစ်လွတ်တော်ကမန်ပါတွေပါတယ်ပေါ့နော်ဒီနှစ်ခုကအဲစကိုင်းဖရယ်ယူနစ်လွတ်တော်ဆိုဆိုလဲသူ့ရမဒီပေါ့နော်အရင်တည်းကမြို့နယ်အသီးသီးမှာရှိတဲ့သူ့ရလက်တံတွေကျွန်တော်တို့လည်းကျွန်တော်တို့ Forum Federation ကဒီစကိုင်းပြည်သူ Facebook ကွန်ရက်အဲကဒီမန်ပါတွေကပူးပေါင်းပြီးပေါ့နှစ်ဖွဲ့ပူးပေါင်းပြီးကမှအမြေပြေမှာကူညီနေတယ်အဲငွေကြေးရကူညီတာလည်းရှိတယ်အဲပစ္စည်းအရေးပေါ်စားနပ်ရိက္ခာနဲ့ပစ္စည်းထောက်ပံ့တာတွေလည်းရှိတယ်အဲ long term plan တွေနဲ့ကကျွန်တော်တို့ပြင်ဆင်ထားတာတွေတော့ရှိတယ်ပေါ့ဗျာအ အဲဒါတွေကတော့ခုနပြောလို့ကျွန်တော်တို့ဒီဒီစက်ကောင်စီရဲ့အဲဒီလိုက်လံဟတ်သားမှုတွေအခက်အခဲတွေကြောင့်ကျွန်တော်တို့အများကြီးတော့အသေးစိတ်ပြောလို့မရဘူးကျွန်တော်တို့ဒီ institution တစ်ခုပေါင်းပြီးကမှအဲဒီသခိုင်းငလင်းအတွက်အကောင်းဆုံးကျွန်တော်တို့အကူအညီပံ့ပိုးနေတယ်ပေါ့အဲဒါကျွန်တော်တို့ EADS ရဲ့လုပ်နေတဲ့ဒီ activity တွေပါအဲဒီလူလူရဲ့အခြေအနေပေါ့အဲလူလူရဲ့အခြေအနေကတော့ဒီအစကမှဒီစစ်ကောင်စီရဲ့ဖိနှိပ်မှုကြောင့်ပေါ့နော်အဘက်ကကျွန်တော်တို့ခက်ခဲနေတယ်ကြက်သေးနေရတဲ့အထက် ဒီအခုလိုဒီအားပြင်းတဲ့ငလျင်လှုပ်လိုက်တဲ့အခါကျတော့ကျွန်တော်တို့မိသူဟာဒီအပူကြီးအများကြီးဘုံမှာနောက်ထပ်အပူထက်ဆင့်သွားတယ်လို့မျိုးဟိုဖြစ်သွားတယ်အဲဒီထဲဩဒီမတရားအာဏာသိမ်းထားတဲ့ဒီစစ်ကောင်စီကအဲကုညီမှုတွေကိုမလုပ်တဲ့အပြင်အဲကုညီမှုလုပ်နေတဲ့အင်အားစုတွေကိုမိသူချင်းချင်းကုညီတာတွေကိုပါသူတို့မထင်မထင်တယ်လို့ဟန်တားမှုတွေလုပ်နေတာရှိတယ်အဲ ဖန်စည်းမှုတချို့တောင်ရှိနေတယ်ဖန်စည်းမှုတွေလည်းရှိလာရဖြစ်တဲ့အတွက်ကျွန်တော်တို့မှာဒီကူညီကယ်ဆယ်ရေးလောက်ရတာကဒီပြည်သူစီကိုမြေမြန်ဆန်ဆန်ပေါ့နော်ထောက်ပံ့နေရောက်ဖို့အတွက်လောက်ရတာအရန်ခက်ခဲတဲ့အခြေအနေဖြစ်တယ်ပေါ့အဲဒီညမှာကျွန်တော်တို့ကူညီမှုလုပ်ပြီးဆိုရင်တော့မှအဲအရန်ကိုကျွန်တော်တို့ပါပါနဲ့နဲ့နဲ့ချိတ်ဆက်ရတာကြီးလောက်လောက်ရတဲ့အခြေအနေဖြစ်တယ်ပေါ့အဲလူလူကအဲ့လိုမျိုးအဲအခြေလက်ရှိဒီငလျင်လောက်သွားတဲ့အပေါ်မှာလူလူရဲ့အခြေအနေကတော့ဘယ်တော့ အဆက်ဆက်ကလည်းကျွန်တော်တို့ဟာပြည်သူ့ပြည်သူပဲကူညီခဲ့တယ်လို့ပဲကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီအချိန်ဒီမှာလည်းဒီပြည်သူ့ပဲပြည်သူကိုပြန်ကူညီနေတာဖြစ်တယ်ဒီပြည်သူ့ပြည်သူပြန်ကူညီနေတဲ့အဲဒီညီညွတ်မှုပေါ့နော်အဲပြန်ပြီးကမှကျွန်တော်တို့အချင်းချင်းကြားမှာစာနာမှုနေပြီးတော့တော်လန်ရေးအချိန်နေရအားလုံးကြက်တဲနေရတဲ့အခြားမှာအားလုံးဒီအတူဒီလိုအချိန်ဒီမှာအတူတကွရှိတဲ့အကြောင်းဒီတော်လန်ရေးအင်အားစုအသီးသီးကလည်းအဲဒီအဲဒီငလျင်တန်ခံပြည်သူတွေကိုကူညီနေတာတွေရှိတဲ့အတွက် ဲကျွန်တော်တို့ကပြည်သူရဲ့အခြေအနေကတော့ထူပြီးတော့တော့လဲခက်ခဲမှုကတော့တကယ်ဖြစ်ပါတယ်ဒါပေမဲ့ဒီခက်ခဲကြက်တဲမှုဟာပြည်သူအတွက်ကတော့음ပိုထိုးပိုပြီးဆုံးရှုံးသွားတယ်ဆိုပေမဲ့အဲကျွန်တော်တို့ဒီအချင်းချင်းကြားမှာညီညွတ်မှုတွေအချင်းချင်းကြားမှာဆက်ဆံရေးပိုကောင်းလာတယ်လို့ကျွန်တော်မြင်တယ်အဲမခက်ခဲဘူးလားမင်းပြည်သူကရမ်းခက်ခဲနေပါတယ်အဲဒါပေမဲ့ကျွန်တော်တို့အချင်းချင်းကြားမှာကူညီမှုတွေအဲပြန်လဲဖေးမှမှုတွေစိတ်ပိုင်းဆိုင်ရာအရာကျွန်တော်တို့ဖေးမှမှုတွေ လုံနေနိုင်တဲ့အခြေအနေလို့လည်းကျွန်တော်တို့တက်နိုင်နေများလုံနေနိုင်တဲ့အခြေအနေလို့လည်းပြောလို့ရပါတယ်ဟုတ်ကဲ့ပါကျေးဇူးပါ ကျေးဇူးတင်ပါရှင်။ဒီအဲပြည်သူလူထုဟာဒီအငတ်ပြီးတော့ဒီစစ်ပြီးရောဟိုအဲဒီဒီတန်နေချားရနေပေါ့နော်။အခုဒီရငလင်တန်ပေါ်မှာကျမတို့ခါစီခံနေရတဲ့အခြေအနေမျိုးတွေဖြစ်နေပေါ့နော်။အဲ့တော့ဒီလက်နက်အဲဒီတော်လိုင်းလက်နက်ကင်အဖွဲ့စည်းတွေအနေနဲ့ကဘယ်လိုချက်သေးမှုအဲဘယ်လိုချက်သေးမှုတွေကိုရင်ဆိုင်နေရလဲပြီးတော့အခြေအနေကပေါ့နော်။အရင်ကတက်ပို့ပြီးတော့အဲရှုပ်ထွေးလာတာကြောင့်ပေါ့နော်။ဒီလူထုထိခိုက်မှုနေအောင်ဘယ်လိုမျိုးဆက်သွားဖို့ရှိကြလဲရှင်။ဟုတ်ဆင်းနေပြပါအောင်ရှင်။ဟုတ်ကဲ့ပါ။အဲ ကျွန်တော်တို့တော်လန်ရေးအင်အားစုအတီးဒီဒီတော်လန်ရေးလက်နက်ကင်လမ်းစဉ်နဲ့စစ်ကောင်စီကိုတော်လန်နဲ့သူတွေပဲဖြစ်ဖြစ်ပေါ့ဗျာတော်လန်ရေးအင်အားစုဒီဒီဟာဒီလူတို့ရဲ့အထောက်ပံ့နဲ့လူတို့ရဲ့ကူညီနဲ့ကျွန်တော်တို့ရှေ့ဆက်ရှောက်နေရတာဒီအကြံပေးစစ်ကောင်စီကိုတွန်းလှန်နေရတာဖြစ်ဆိုတော့လူတို့ကလူတို့ဆုံးရှုံးမှုမျက်နှာမှုများလေလေလူတို့ရဲ့မှာဒီအခက်ခဲတွေပိုကျက်သေးလာလေလေဒီပေါ်တော့ကျွန်တော်တို့ဒီလက်နက်ကင်အင်အားစုတော်လန်ရေးအင်အားစုတွေကိုထောက်ပို့ရတဲ့နေရာမှာအားရော်လေဒါကတော့အရှိတရားပဲဗျာ ဆိုတော့အခုဆိုရင်ဒီကျွန်တော်တို့သခိုင်းမှာသခိုင်းငလျင်မှာဆိုသခိုင်းမျိုးမျိုးပေါ့မျိုးနယ်အဲအထိကအများဆုံးဖြစ်တယ်ပြီးတော့ဝက်လက်ရွှေဘူပေါ့အဲတချို့မျိုးနယ်လေးတွေမှာလည်းထိကမှုတွေရှိတယ်ဆိုတော့စစ်ကောင်စီရဲ့ပေါ့ထိုက်အဲဒီစုမှုမှုရှိတဲ့တဲ့မျိုးပေါ့ပေါ့နော်ဒီသခိုင်းဆိုလည်းသခိုင်းမျိုးပေါ့ဆိုရင်တော့စစ်ကောင်စီရဲ့စုမှုမှုလို့ပြောလို့ရတာဒီသခိုင်းမျိုးနယ်ထဲမှာပဲကျွန်တော်တို့တော်လိုင်းရဲ့အားစုတွေကဒီစုမှုထားတာဖြစ်ဆိုတော့အဲ့လိုမျိုးပေါ်မှာဒီအချင်းနေရမျိုးပေါ်မှာနေနေရပြီမဲ့ ဒီကျွန်တော်တို့တော်လိုင်းရေးကိုပြည်သူလူထုကထောက်ပံ့နေတဲ့အဲမြို့ပေါ်မာကန်ဒီထောက်ဖို့လူရှိတယ်ရှိနိုင်တယ်ရှိရယ်ဆက်ဆက်မှုရှိတယ်ပေါ့နော်ဒီလိုမျိုးအမာကန်ထောက်ဖို့တွေကဒီငလျင်တန်ကြောင့်ကျွန်တော်တို့ဆုံးရှုံးမှုတွေများသွားတဲ့အခါမှာတော့ဒီကျွန်တော်တို့ရဲ့အဲဒီတော်လိုင်းရေးအင်အားစုတွေလက်နက်ကိုင်တော်လိုင်းရေးအင်အားစုတွေကိုထောက်ပံ့တဲ့နေရာမှာတော့အနေငယ်ရော့သွားမယ်လို့တော့ကျွန်တော်တို့တိတာလေးပေါ့အနေငယ်အနေငယ်မဟုတ်ပါဘူးတော်တော်လေးကျွန်တော်တို့ရုံးကန်ရရော့သွားတဲ့အခြေအနေရှိတယ်ပေါ့ပြီးတော့ ဒီကျွန်တော်တို့တော်လန်ရေးအင်အားစုတွေကအဲဒီစစ်ကောင်စီကိုတော်လန်နေတဲ့အခြေအနေရတိုင်းဒီလိုငလျင်ဖြစ်လိုက်တဲ့အခါမှာကြတော့အဲရှေ့ရကျွန်တော်တို့ဒီဘကတာကအဲဆရာမပြောသွားသလိုပဲပေါ့လေတော်လန်ရေးဒီအဲဖြစ်သွားတဲ့အခါမှာကျွန်တော်တို့ဟာဒီငလျင်ကူညီရေးကရောနိုင်ငံရေးတော်လန်ရေးမဟုတ်ဘူးလားဟုတ်ဒါနိုင်ငံရေးတော်လန်ရေးပါပဲဟုတ်တယ်ပြည်သူလူထုဒီကျွန်တော်လက်ရှိစစ်ကောင်စီကိုတော်လန်တာကပြည်သူလူထုရဲ့အခက်ခဲအကျက်တဲကိုဖြည့်ရှင်းညင်လို့ အဲကျွန်တော်တို့ကောင်းမွန်တဲ့လူဖွဲ့စည်းကိုဖော်ဆောင်ခြင်းလို့စစ်ကောင်စီကိုတော်လန်ဆိုတော့အဲအခုဒီငလျင်ဖြစ်တာလေပြည်သူလူထုရဲ့အခက်အခဲအကျက်တွေအပူပင်တွေဖြစ်သွားတယ်ဒါတွေကိုကျွန်တော်တို့ဖြေရှင်းတာကနိုင်ငံရေးတော်လန်ရေးဖြစ်တယ်ဆိုတော့ဒီတော်လန်ရေးအင်အားစုတွေကအတီးတီးပေါ့နတ်လက်ကင်တော်လန်ရေးအင်အားစုရောတခြားနိုင်ငံရေးရတော်လန်တွေနဲ့တော်လန်ရေးအင်အားစုအတီးတီးကလည်းဒီငလျင်ကိုကူညီပေါ့နော်ဒီငလျင်တက်ခံပြည်သူတွေကိုကျွန်တော်တို့ကဝိုင်းဝန်းကူညီနေရတာဖြစ်တဲ့အတွက်ဒီဒီအကြမ်းဖက်စစ်ကောင်စီကိုတော်လန်တဲ့နေရာမှာတော့အဲလက်ဟာမှုလေးတွေ ဲတချို့ဟာလေးတွေရက်ဆိုင်ထားတာလေးတွေရှီကောင်းရှိနိုင်ပြီမဲ့ကျွန်တော်တို့မှာဘာဘာအမျက်ထွက်တယ်လဲပေါ့နော်ဒီဒီဒေါ်လာရင်းနိုင်ငံကြီးအရေးရဒီလိုမျိုး crisis မှာ opportunity ရှိတယ်ဆိုတဲ့လိုပဲလीကျွန်တော်တို့ရဲ့ဒီဒီမြေပေါ့နော်ဒီအဲဒီငလျင်ကိစ္စအတိုင်းမှာလူလူနဲ့ကျွန်တော်တို့ကထိတွေ့ရတာဒီဒေါ်လာရင်းအင်အားစုကြီးကဒီနိုင်ငံလက်နက်ကင်ဒေါ်လာရင်းအင်အားစုလူလူနဲ့ထိတွေ့ရတာအမျက်ပဲအဲ့ဒီထိတွေ့ရင်းနဲ့ပဲကျွန်တော်တို့လက်ရှိဒေါ်လာရင်းကိုဘယ်လိုသွားမလဲဘယ်လိုဆက်ပြီးကျွန်တော်တို့ရက်ခံရမလဲဘယ်လိုသွားကြမလဲဆိုတော့ကျွန်တော်တို့ ကူညီရေးလုပ်ရင်းနဲ့ကျွန်တော်တို့လူလူနဲ့တော်လိုင်းအင်အားစုကြားရဲမှာဆက်ဆံရေးပူကောင်းအောင်တိစောက်လို့ရတယ်။ကူညီရင်းနိုင်ငံရေးလုပ်တယ်။ကူညီရင်းမဲ့တော်လိုင်းရေးကိုဘယ်လိုရွေ့မလဲဆိုတော့လုပ်လို့ရတာလေတော့ရှိလာတယ်လို့ကျွန်တော်တို့မြင်ရတယ်။ပြီးတော့ဒီကျွန်တော်တို့အတွက်တော့အသိကုန်မှုကြီးတယ်တော်လိုင်းရင်းအင်အားစုအသီးသီးရောပြီးတော့ပြည်သူ့အတိုင်းပြည်သူ့ကူညီနေတဲ့အဖွဲ့အစည်းအသီးသီးဟာဒီစစ်ကောင်စီရဲ့စောင့်ကြည့်ဖမ်းဒီလိုက်လံဖမ်းဆီးမှုချို့ရှိနေတာဖြစ်တဲ့တော့ကတော့ကျွန်တော်တို့အဲ့အသိကုန်မှုကိုတော့အကြီးကျယ် အကျူအကြီးကျယ်ပေါ့နော်ရင်ဆိုင်ရတယ်လက်နက်ကင်အင်အားစုတွေကလောက်ရတယ်ဆိုရင်တော့ပို့ပြီးတော့တောင်မှကျွန်တော်တို့ဒီစိန်ကုန်မှုကိုကြိုလောက်ရတယ်အဲဒီလက်နက်ကင်အင်အားစုတွေကိုယ်တိုင်ကလည်းငလင်မှာကုညီမယ်ဆိုတာကြီးကျွန်တော်တို့ဟိုမြင်နေတွေ့နေရတာဖြစ်တဲ့အတွက်ဒီဟာတို့တော်စိန်ကုန်မှုပို့ကြည့်မယ်လို့မြင်နေတယ်ပြီးတော့ဒီအဲငလင်ငလင်ကိုပေါ့နော်ကျွန်တော်တို့ဒီတော်လိုင်းအင်အားစုတွေကဒီဒီပေါ့နော်ဒီကုညီတာကြီးလောက်တယ်ပေါ့နော်တော်လိုင်းအင်အားစုတွေကိုယ်တိုင်ကဒီငလင်နိုင်ငံပြည်သူတွေကိုတော်လိုင်းလောက်ရင်းနဲ့ကုညီနေတာဖြစ်တဲ့အတွက်တော့ ဟိုနိုင်ငံတကာအနေနဲ့တော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့ပြည်သူတွေဒီအခက်ခဲချက်တွေဖြစ်ရင်ဘယ်သူတွေဘယ်အင်အားစုတွေကအဲတကယ်လက်တွေကူညီပြီးတော့ဟိုဘယ်သူတွေကဟန်ပြကူညီပြီးတော့ကြတော့အဲသူတို့ရဲ့မှာအာနာတီမြေကြီးကိုလုံနေလေလဲဆိုတော့ရှင်ရှားရှားမြင်မယ်လို့ကျွန်တော်ခံစားမိတယ်အဲပြီးတော့ဒီငလျင်ဖြစ်လာတဲ့အခါမှာကျွန်တော်တို့စကိုင်းမှာဆိုရင်တော့ဒီတော်လိုင်းရင်အားစုအချင်းချင်းကြားမှာဒီငလျင်ကူညီရေးကိုပူပေါင်းလှုပ်ဆောင်ရင်းနဲ့ အများစုအချင်းချင်းကြောင်းမှာ angish လုတ်လိုက်နိုင်လုတ်လာနိုင်တယ်အဲကျွန်တော်တို့ဥမာပြောရမယ်ဆိုကျွန်တော်တို့စကိုင်း foreign federation နဲ့အဲစကိုင်း federal unit လွတ်တော့ကပူပေါင်းပြီးတော့မှဒီ equity restaurant for စကိုင်း federal unit အဲဒီစကိုင်း federal unit ကိုကျွန်တော်တို့ဒီလိုတစ်ဖွဲ့လောက်ပြီးကမှနှစ်ဖွဲ့ပေါင်းပြီးကုညီနိုင်တာကတော့တခါကျွန်တော်တို့နိုင်ငံကြီးအရွေ့လို့လည်းပြောလို့ရတယ်။ဒါတွေကကျွန်တော်တို့ဒီငလင်ရအတိုင်းမှာအခက်အခဲအကျက်တွေကြားအတိုင်းမှာကျွန်တော်တို့ရဲ့အခွန်လန်းတွေကိုကျွန်တော်တို့တော်လိုင်းကြီးနိုင်ငံကြီးလုံရင်းနဲ့ပန်းစုံမိလာတယ်လို့ကျွန်တော်ကတော့ပြောလို့ရတယ်ပေါ့နော်။ တော်လိုင်းလက်နက်ကိုင်အင်အားစုအနေနဲ့တော့ငလင်းငလင်းတန်းခံပြည်သူတွေပေါ်မှာကူညီရင်တော်လိုင်းရဲ့လုပ်ငန်းတွေတချို့ရပ်နှားထားပြီးမြဲအဲခက်ခဲသိမ်ကုန်မှုကြောင့်မှာကူညီနေကြရဲဆိုတာပဲကျွန်တော်ပြောချင်ပါတယ်ကျေးဇူးပါကျေးဇူးတင်ပါတယ်ရှင်။အော်ဒီလိုမျိုးအထူးကိစ္စများလာတဲ့အချိန်ဒီမှာပေါ့နော်ဒီတော်လိုင်းရင်းနဲ့ ပတ်သက်ပြီးတော့လူသူရဲ့အမြင်သဘောထားတွေကတော့ဘယ်လိုမျိုးဖြစ်လာနိုင်လဲပြီးတော့ဒီတော်လိုင်းအပေါ်မှာဒီပြောင်းလဲလာနိုင်ခြေတွေရှိလာပြီးတော့အမျိုးသားညီညွတ်ရေးအစိုးရဒီဒီ NGO အနေနဲ့ကပေါ့နော်ဒီနေ့အဲ2025ဒါကအောင်မြင်မဲ့နှစ်ဖြစ်ဖြစ်ဖို့အဲစူးစမ်းရမယ်လို့ပြောပြောထားတယ်ဆိုတော့ပေါ့နော်ဓာရီကရောဖြစ်နိုင်ခြေရှိလာရှင်အဲဒီလိုမျိုးပေါ့နော်ငလျင်ဖြစ်သွားတယ်အခက်ခဲအကျက်တွေအများကြီးဖြစ်သွားတယ်ရှုပ်ထွေးသွားတဲ့အခြေအနေပေါ်မှာပေါ့နော်လူသူကတော်လိုင်းရေးပေါ်မှာအမြင်သဘောထားကတော့ ဒီကျွန်တော်တို့စကိုင်းတိုင်းပေါ်လေသူတစ်ပြင်းဒီအညာအညာဒေတာကတော့အစိုးဘက်ကိုပြောင်းလဲသွားတယ်ပြောတာမျိုးမရှိဘူးလို့ကျွန်တော်ပြောချင်တယ်ပေါ့အဲဘာလို့လဲဆိုတော့ဒီတဘောဝဘေးအန်နေပေါ့လေဒီပုံစံမျိုးဆိုတာကအပြည့်ဝမကာကွယ်နိုင်ဘူးဆိုရင်တော့မှဒီအစိုးရကောင်းတည်းရဲ့အယတအစိုးရအစိုးရကောင်းတည်းရဲ့ရှိမယ်ဆိုရင်ကျွန်တော်တို့ကကြိုတင်ပြင်ဆင်မှုတွေလုပ်ပြီးတော့အများကြီးဆုံးရှုံးမျက်နာမှုတွေလူအသက်ဆုံးရှုံးမှုတွေအများကြီးချော့ချနိုင်တယ်အဲအဲ့ဒါတွေဖန်နီးနိုင်တယ် ဒါပေမဲ့မတရားအာဏာသိမ်းထားတဲ့ဒီစစ်ကောင်စီစီမံနေတာဖြစ်တဲ့အတွက်အဲကျွန်တော်တို့ဒီတဘောဘေးအန္တရာယ်ကိုကျွန်တော်တို့ကဆုံးရှုံးသင့်တာအထက်အများကြီးပိုပြီးဆုံးရှုံးရတယ်ဆိုတော့ကျွန်တော်တို့လူထုကသိတယ်လို့ကျွန်တော်မြင်တယ်အဲဆိုတော့အဲလူထုကတော်လန်ရေးပေါ်မှာအမြင်ကအဆိုးထိအဆိုးဘက်ကိုပြောင်းမသွားဘူးနောက်ဆုံးများဒီကုံကုံပြောရမယ်ဆိုရင်ဒီစစ်ကောင်စီကလက်ရှိအခြေအနေလိုမျိုးငလျင်ကိကိုကင်သွေးတာမျိုးမဟုတ်ဘဲနဲ့ငလျင် ဒီဘောမှာကောင်းကောင်းကူညီမှုတွေသူလုပ်မယ်ပေါ့နော်နိုင်ငံတကာတရားဝင်မှုကိုရကျင်နိုင်မှုပဲဖြစ်ဖြစ်တနည်းနည်းကြောင့်သူကဒီဒီငလျင်တခံပြည်သူတွေကိုကူညီမှုကိုမှန်မှန်ကန်ကန်နဲ့ကောင်းကောင်းမှုမှာလုပ်မယ်ဆိုရင်တော့ဘွဲကပြီးသွားပြီကျွန်တော်တို့အညာဒေတာသခိုင်းတိုင်းကတော်လန်ရင်အင်အားစုတွေဟာစစ်ကောင်စီညွတ်သွားမှာမဟုတ်ဘူးတော်လန်ရင်ရော့သွားမှာမဟုတ်ဘူးလို့ကျွန်တော်ပြောပြောလို့ရတယ်ပေါ့အချိန်ကြီးကအဲဒီ NUG နေနဲ့က2025အောင်မြင်မဲ့နှစ်ဖြစ်ဖို့စူးစမ်းရမယ် လို့ပြောလာတယ်ဟုတ်ကျွန်တော် ပြည်သူတယောက်အနေနဲ့ပြောချင်တာကအဲစိတ်ချပါဘောကျွန်တော်တို့ပြည်သူတွေကတော့အဲဘယ်တော့မှမလျှော့ဘူးအဲအောင်မြအောင်ကျွန်တော်တို့စက်ကြိုးစားမယ်အဲကျွန်တော်တို့ရဲ့ဒီတော်လန်အစိုးရဖြစ်တဲ့ NUG ဒါအဲပြုပြင်ပြောင်းလဲစရာရှိတာတွေကိုရဲရဲဝံ့ဝံ့နဲ့မြန်မြန်ဆန်ဆန်ပြုပြင်ပြောင်းလဲပါဟန်ပြပြောင်းလဲမှုမျိုးတွေတော့မလုံနဲ့မလုံပါနဲ့ဒီလိုတော်လန်ရှိကြတဲ့အပေါ်မှာအဲဒီကျွန်တော်တို့တော်လန်အစိုးရရဲ့လုံနိုင်စွမ်းနေ ဒီတော်လိုင်းရေးအစိုးရရဲ့မှာအဲဒီဟောပေါ်တော့စစ်အမျိုးအမြင်ရှိမှုတွေဟာတိတ်အရေးပါပါတယ်ဒါကိုလည်းကျွန်တော်တို့ပြည်သူလူထုကအမြဲတမ်းမျှော်လင့်နေတယ်အမြဲတမ်းဝိုင်းဝန်းရံကူညီနေတာဖြစ်တယ်ဒါဆိုဒီဟာကကျွန်တော်တယောက်တည်းအမြင်ကိုပြောတာမဟုတ်ဘူးကျွန်တော်တို့သခိုင်းတိုင်းကျွန်တော်တို့အညာဒေတာကပြည်သူလူထုရဲ့အတန်ကိုနားထောင်ပြီးကျွန်တော်ဒီမှာဒီလိုပြောတာဖြစ်တယ်ပေါ့နော်ဒီ energy မျိုးတိုင်းမျိုးအစိုးရကိုကျွန်တော်ပြောချင်တယ်ဆိုတော့ဒီငလင်ကိစ္စဖြစ်သွားတယ်ပေါ့ဒီလိုငလင်ကိစ္စဖြစ်သွားတဲ့အခါမှာ အဲကျွန်တော်တို့ကဒီချုံချုံနစ်နာမှုတွေတဲကတိုင်းမှာကျွန်တော်ရှေ့ရပြောခဲ့တယ်လို့ပဲကျွန်တော်တို့ရဲ့အမျက်ကဒီစစ်ကောင်စီရဲ့ငလျင်ကိစ္စပေါ်မှာကင်တွေတာဒါကအဲဒီစေတနာမမှန်တာပြည်သူလူထုကိုတန်ဖိုးမထားတာအဲအခုဆိုလဲကျွန်တော်တို့ဒီဒီစကိုင်းတိုင်းဒီ data ကငလျင်တုတ်ခဲ့လို့ဒီငလျင်တန်ခံပြည်သူများဆုံးဖြစ်တဲ့မြို့နယ်တွေမှာလဲ air strike ကတော့ရှော့ရောင်းတိုက်ခတ်မှုကလုံနေတာပြည်သူတွေတည်တယ်ဘုံကြီးတွေတည်တယ် ကလေးတငယ်တွေတည်ရဲဆိုတာ line မွန် online မှာတောက်လျှောက်ပြန့်နေရတယ်။သူတို့အပြစ်ခက်ရဲစဲကြီးပြောထားပြီမဲ့တကယ်တကယ်ကြလေချောင်းတက်ခဲမှုဟာရက်မနေတရက်ကလေးမှာရက်မနေပဲနဲ့ကျွန်တော်တို့ပြည်သူတွေကဒီစစ်ကောင်စီရဲ့လေချောင်းတက်ခဲမှုဟိုကျွန်တော်တို့အများကြီးခံစားနေရတာဖြစ်တယ်။ဆိုတော့အဲငလင်ဖြစ်တဲ့ပုံမှာငလင် case ပုံမှာလည်းစေစနာမမှန်ဘူးအဲအပြစ်ခက်ရဲစဲကြီးလို့ပြောပြီးလေချောင်းတက်ခဲမှုတောက်လျှောက်လုံနေတဲ့ဒီစစ်ကောင်စီရဲ့လောက်ရက်တွေကြောက်မယ်ကျွန်တော်တို့ပြည်သူလူထုက ဲဘယ်လိုပဲဖြစ်ဖြစ်စစ်အာဏာရှင်စနစ်အပေါင်ပေါ့လေအာဏာရှင်စနစ်မှန်တယ်မြအဲပြုတ်ကြရေးပြတ်သုံးရေးချုပ်ငင်းကြီးအတွက်ကျွန်တော်တို့ကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့နိုင်ငံဟာတကယ်ကိုကောင်းမွန်တဲ့ရတသားဆိုရပေါ်ပေါက်ပြီးတော့ကောင်းမွန်တဲ့လူဖွဲ့စည်းလူပေါင်းလောကကိုတည်ထောင်မှုအတွက်ဆိုရင်ဟဲ့ဒီတော်လန်ကြီးကအဲဒီပေါ်တော့အဲအတွေ့ခေါ်တော်လန်ကြီးပါပါပြီးတော့ဆေးအာနာရှင်ပေါင်းအာနာရှင်စနစ်ပြတ်သုံးကြီးကိုသွားမယ်ဆိုတဲ့တန်ဋိဌာန်ပူခိုင်မာလာတယ် အလူလူကြမှာဒါကိုပူပြီးကမှာဖြည်းဖြည်းချင်းအရင်တုန်းကမတည်ဘူးဆိုရင်တော့အဲ့ဒီတန်သိတန်ကပူပြီးဖြည်းဖြည်းချင်းခိုင်မာလာမယ်လို့ကျွန်တော်မြင်တယ်ပြီးတော့အဲ့ဒီလိုမျိုးလူလူကြမှာဒီလိုမျိုးဒီတော်လန်ကြီးကရေးကြည့်တယ်ဒီဟာကတော်လန်ဒီလိုခက်ခဲတွေကိုတူတူယုံကန်ရင်းနဲ့တော်လန်ကြီးကိုအမြင့်ပြတ်ဆရာနာရှင်ပေါအာနာရှင်စနစ်အမြင့်တည်းကြီးလှုပ်ဖို့အတွက်ကိုလေတော်လန်ရဲ့အရာသူပီတီကလူလူကိုကူညီနေကြတဲ့အရာသူဒီဒီရတယ်ဒါကလူလူကို ကျွန်တော်တို့ဆွေးဆွေးနွေးရမယ်လူလူနဲ့တွေ့ဆုံပြီးစကားတွေပြောရမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့လူလူရဲ့အမြင်ဟာအစကတည်းကဒီအစိုးဘက်ကိုမပြောင်းနဲ့ပြင်2025ကိုအောင်မြင်နိုင်တဲ့နှစ်ဖြစ်အောင်ပိုယုံနိုင်တဲ့ပိုစုစုတာမျိုးတွေဖြစ်လာမယ်လို့ကျွန်တော်တို့မျှော်လင့်ရပါတယ်ကျေးဇူးပါဖြစ်ပါအခုမျိုးဆင်းနေပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်